င်္ဂလာပါရှင်။ CNI သတင်းဌာနရဲ့2025ခုနှစ်အောက်တိုဘာလ24ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဒီကနေ့အတွက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာတွေကတော့နေပြည်တော်အများအပြားမှာလက်နက်ကင်ပဋိပက္ခတွေပုံမကျပြက်နေရတာဟာတပတ်အင်အားစုတွေအပေါ်တက်မတော်ဘက်ကကောက်ွယ်တဲ့အနေနဲ့လှုံ့ဆော်နေရတာဖြစ်တယ်လို့ NHPNC မှာပုံမကြီးဝနအောင်ကပြောဆိုလိုက်တဲ့သတင်း။ထိုင်းနိုင်ငံရဲ့အခြေခံဥပဒေဆိုင်ရာတရားရုံးက ကြပြန့်ခေါင်းဆောင်ကိုတရုတ်ထံအနှံသွားမယ်ဆိုတဲ့တဲ့အပါဝင် နောက်ဆုံးရပြည်တွင်းတည်နေနိုင်ငံတကာတည်နေအားကစားတည်နေကိုတင်ဆက်ပေးမှာပါပထမဆုံးတင်ဆက်ပေးမယ့်တည်ငါတော့နေမီဒီတာအများအပြားမှာလက်နက်ကင်ပဋိပက္ခတွေပုံမကျပြက်နေရတာဟာတပတ်အင်အားစုတွေအပေါ်တက်မလို့ဘက်ကကောက်ွယ်တဲ့အနေနဲ့လှုပ်ဆောင်နေရတာဖြစ်တယ်လို့ NSPNC မှာပုံမကြီးဝနအောင်ကပြောဆိုလိုက်တဲ့တဲ့တင်ကိုတင်ဆက်ပေးလိုက်ပါတယ် နေမြေဒေသအများအပြားမှာလက်နက်ကင်ပဋိပက္ခတွေပုံမကျဲ့ပြတ်နေရတာဟာတပတ်အင်အားစုတွေအပေါ်တပ်မတော်ဘက်ကကောက်ွယ်တဲ့အနေနဲ့လှုပ်ဆောင်နေရတာဖြစ်တယ်လို့အမျိုးသားစည်းလုံးညွှန်ကြီးနဲ့ငင်းကြဲရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ NSPNC မှပုံမကြီးဝန်အောင်ကပြောပါရယ်2025ခုနှစ်အောက်တိုဘာ18ရက်က NCA 10နှစ်ပြည့်အခမ်းအနားအပအဝင်ငင်းကြဲရေးလုပ်ငန်းစဉ်အလုပ်ယုံဆွေးနွေးပွဲနဲ့ပတ်သက်ပြီးပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာမီဒီယာတွေရဲ့မေးမြန်းမှုအပေါ်ပြန်လည်ဖြေကြားခဲ့တာပါ တပတ်လက်နက်ကင်အင်အားစုတွေကနေမြေကျော်လုံးဝေရောက်ပြီးမြို့ပေါ်အထိတိုက်ခတ်ဖော်လာမှုတွေကြောင့်မြမတပ်မတော်ဘက်ကလည်းမဖြစ်မနေတုံ့ပြန်ဆောင်ရွက်ရတာဖြစ်တယ်လို့အမျိုးသားစည်းလုံးညွှန်ရေးနဲ့ငင်းကြေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ NSPNC မှဗိုလ်မှူးကြီးဝဏ္ဏအောင်ကပြောပါတယ်။ဟုတ်လားဘယ်လိုပဲဖြစ်ဖြစ်မြို့ပေါ်မှာတိုက်ခတ်ပေါ်တဲ့အတွက်ကျွန်တော်တို့အကြမ်းဖက်လုပ်တယ်ကျွန်တော်ဒီ infrastructure တွေမှန်တဲ့အခုလုံးဖြစ်စီတာအကြမ်းဖက်ဆူဒီဘွယ်မှာဆူဒီဆူဒီခဲ့တာဂါဗာမန့်ရဲ့စိတ်နဲ့ခွဲခြားနားလည်လို့လူတွေဆိုတဲ့စကားလေးတိုင်းပေါ့ဂါဗာမန့် အစိုးရနားလေတာဒီ state ဆိုတဲ့နိုင်ငံတော်နားလေတာဟောဒီနိုင်ငံတော်ရဲ့ဒီဟိုဟာလေပေါ့ infrastructure တွေကတော့လုံးဖြည့်စီးပြီးတော့လုပ်တဲ့အပြင်သူ့အတူအေးချမ်းသာနေတဲ့ပြည်သူကိုယ့်ဘက်မှာပါရင်ကိုယ့်ရဲ့သဘောနဲ့ဒီအချမ်းဘက်ပြီးတော့ဒါတပ်ဖြတ်နေတဲ့ဆက်ကကျွန်တော်တို့နိုင်ငံကျွန်တော်တို့သတင်းတွေမှာလည်းကျွန်တော်ပေါ်ပြနေတာအခါတော့ social media တွေမှာလည်းတွေ့ရမှဖြစ်ပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ဒီကျွန်တော်တို့ကတော့ဒီလိုမျိုးပေါ့ဒီတစ်ခါကနေပြီးတော့နေနေကြုံလို့ဝင်ရောက်ပြီးတော့ ့ဘော်တွေကြီးရောက်လာတဲ့တက်ခွက်တွေပေါ့အချမ်းမဲ့တဲ့လူငယ်တွေလှုပ်တဲ့ခါမှာတော့ကျွန်တော်တို့ကဟုတ်တာပဲကာဝယ်တဲ့အနေနဲ့တော့ကျွန်တော်တို့လုပ်ဖို့ပေါ့ဒါပြန်လုပ်ရတဲ့ပြန်ပြီးတော့ပေါ့တက်ခွက်တွေဖြစ်ဒီလူတွေကိုကျွန်တော်တို့တွေ့ရတယ်ကျွန်တော်တို့ဒါကြောင့်ကိုကျွန်တော်တို့ခုနပြောတဲ့ဟိုဟာပေါ့အကြမ်းဖက်မှုတွေကိုကျွန်တော်တို့တော့ပြတ်တယ်ဟိုဟာပေါ့ကာဝယ်တဲ့အနေနဲ့တော့ကျွန်တော်တို့တချို့လှုပ်ဆောင်တာရှိပါတယ်။တော့မဖြစ်မဖြစ်ကျွန်တော်လှုပ်ဆောင်တာလည်းရှိပါတယ်။ဒါကြောင့်ကိုကျွန်တော်တို့ကကျွန်တော်တို့အနေနဲ့အကြီးအကျယ်ရုပ်ကိုကြားချင်ပါတယ်လိုချင်ပါတယ် ါကြောင့်မို့လို့ကျွန်တော်တို့ဒီနေ့ဒီချိန်မှာဒီငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ခေါင်းစဉ်ကိုကျွန်တော်တို့လူလူတက်မပါပါအောင်ကျွန်တော်တိုင်းငယ်လုံးဒီလူလူတို့သူတွေသိအောင်ကျွန်တော်တို့ကဟိုဆောင်ရွက်တာအရင်က NCA လက်မှတ်ရေးထိုးပြီးဆောင်ရွက်ခဲ့ရမှာတိုင်းဒလနဲ့ကိုင်အဖွဲ့အစည်းတွေဟာမြို့ပေါ်မှာမရှိကြတော့ဘဲသူတို့အရင်ရှိခဲ့တဲ့နေရာဒေသတွေမှာသာဆက်လက်ရပ်တည်နေခဲ့ကြကြောင်းအပြစ်ရထားပြီးတစ်ဖက်နဲ့တစ်ဖက်ငြိမ်းချမ်းရေးဆွေးနွေးခဲ့ကြတာဖြစ်ကြောင်း အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ NSPSC မှဗိုလ်မှူးကြီးဝန်ထောင်ကပြောခဲ့တာပါလက်ရှိမြန်မာနိုင်ငံမှာ2021ခုနှစ်နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်လက်နက်ကင်တပ်ဖွဲ့တွေပုံမှုများပြလာသလိုလက်နက်ကင်ပဋိပက္ခတွေမှလည်းပုံမှုကြီးမားကျယ်ပြန့်လာကြောင်းလူထုထိခိုက်မှုတွေမှလည်းပုံမှုများပြလာကြောင်းစစ်ရေးနဲ့နိုင်ငံရေးအကဲခတ်တွေကထောက်ပြကြပါတယ်အဲ့ဒီအခင်းကျင်းတွေကြောင့်မြန်မာငြိမ်းချမ်းရေးဖြစ်စဉ်ဟာဆက်လက်လိုအပ်နေကြောင်းပြည်တွင်းစစ်ကြီးကိုရပ်ဖို့လိုကြောင်း ရခိုင်ဥဆောင်ပါတီ AFP ဥက္ကဋ္ဌဒေါက်တာအေးမောင်ကအောက်တိုဘာ16ရက်ကတည်င်းစာရှင်းလင်းပွဲမှာဖြည့်ဆွတ်ပြောကြားခဲ့တာပါ။ကျွန်တော်တို့အခါရီကြောင့်ဒီမှာဒီကြရင်ဖြစ်စီဆက်ပြီးတော့လုပ်ရတယ်။စစ်ဖြစ်နေပါဆိုကျွန်တော်တို့ကလူထုအတွက်နိုင်ငံအတွက်တမျိုးသားလုံးရဲ့ကြိုးစီပေါ့ဒီစစ်ကြီးကိုဒီစစ်ကြီးကိုရပ်ဖို့လိုပြီးဆိုတော့စစ်နေပြည်တယ်ကျွန်တော်တို့ရဲ့ခံစားချက်မှာတနိုင်ငံလုံးတိအောင်ကမ္ဘာလုံးတိအောင် region wide တိအောင် လူလူရင်ထဲမှာခံစားတာစစ်ဖြစ်တဲ့ဒေသကိုစစ်မဖြစ်တဲ့ဒေသကျွန်တော်တို့နိုင်ငံသားတွေအားလုံးတိုင်းသားတွေအားလုံးရင်ထဲမှာဘာလို့အပ်ပြီးဆိုတိအောင်ကျွန်တော်တို့ကစင်ပြည့်တဲ့အစီအစဉ်ကမှတော့ခန္ဓာနဲ့စက်တဲ့ချီဒီပါစေရိုးဆက်လိုက်ဒီပါစေဒီပြည်တွင်းစစ်ကြီးကိုရက်ဖို့လိုပြီးဆိုရဲအတိရှောင်းတဲ့စကားပါပေးပါကိုကျဲစားဘေးမြာမှာဖြစ်ဖြစ်ကျွန်တော်တို့ တွေကလည်းလူတိပါဘူးလူလူပဲရဲ့ခြင်းတွေမှာစစ်ဖြစ်တဲ့ဒေသကနေစစ်မဖြစ်တဲ့ဒေသကိုပြောင်းရွှေ့ကြတယ်သူရင်ထဲမှာခံစားရတယ်ကိုယ်အင်ကိုရဥဒါဒမီကိုမြင်ကြံခဲ့တာမရှိဘူးဒီဘက်ကိုလာရတဲ့အဆိုသူကမှကြံခဲ့တဲ့အဆိုအချင်းချင်းပြန်သွား connection လေးတော့မရဘူးရှိလာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာရွေးကောက်ပွဲအပိုင်း1ကိုကျင်းပမယ်လို့တရားဝင်ထုတ်ပြန်ထားပေမဲ့လေမြေပြင်မှာတိုက်ပွဲဖြစ်ပွားနေတဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့တပ်မတော်တို့ဟာအလို့သဘောတွေ့ဆုံမှုတွေကိုတော့မတွေ့ရသေးပါဘူး ဒါကြောင့်ရွေးကောက်ပွဲအလွန်တက်လာမယ့်အစိုးရမှာငင်းချမ်းရေးနဲ့ပတ်သက်ပြီးကြီးမားတဲ့စိန်ခေါ်မှုတွေရှိနေကြောင်းလဲစစ်ရေးနဲ့နိုင်ငံရေးအကြက်ခတ်တွေကထောက်ပြကြပါတယ်။လက်ရှိမှာတော့မြန်မာတက်မတော်အနေနဲ့လက်လွတ်ဆုံးရှုံးထားရတဲ့နေမြေဒေသတွေကိုတဖြည်းဖြည်းပြန်လည်ရရှိအောင်လှုပ်ဆောင်နေတာကိုလည်းမြင်တွေ့ရပါတယ်။တိုင်းပြည်ကောင်းဖို့အတွက်အားလုံးလက်တွဲဆောင်ရွက်သွားသင့်ပေမယ့်လေတူတလူငါတမင်းလုံနေတာကြောင့်တိုင်းပြည်ကအကွဲအကွဲပြပြဖြစ်နေရတယ်လို့ နိုင်ငံရေးလိလသုံးသက်သူတွေကထောက်ပြပြောဆိုလိုက်တဲ့တဲ့တင်ကိုလည်းဆက်လက်ရှုစားလိုက်ရအောင်ပါ။ မြန်မာနိုင်ငံမှာတိုင်းပြည်ကောင်းဖို့အတွက်အားလုံးလက်တွဲဆောင်ရွက်သွားသင့်ပေမဲ့လည်းတူတလူငါတမင်းလုံနေတာကြောင့်တိုင်းပြည်ကအကွဲကွဲပြားပြားဖြစ်နေရကြောင်းနိုင်ငံရေးလေလာသုံးသပ်သူတွေကထောက်ပြကြပါတယ်။ငင်းငင်းရေးဆောင်ရွက်ရမှာအလျှော်အတင်းနဲ့တကယ့်ကိုငင်းချမ်းလိုတဲ့ဆန္ဒနဲ့သွားမှဖြစ်နိုင်ပြီဖြစ်ကြောင်းမြို့သားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်စော်မင်းထွန်းက2025ခုနှစ်အောက်တိုဘာ15ရက်ကကျင်းပတဲ့ SCA ဆယ်နှစ်ပြည့်အခမ်းအနားမှာပြောကြားခဲ့ပါတယ်။ငင်းငင်းရေးလုပ်ငန်းစဉ်တွေကိုလှုံ့ဆော်ကြတဲ့နေရာမှာအယူအဆအမျိုး မျိုးမျိုးအတွေးခေါ်အမျိုးမျိုးကျိုးပန်းဆောင်ရွက်မှုတွေအမျိုးမျိုးရှိကြောင်းနိုင်ငံရေးလေလာသုံးသပ်သူတွေကထောက်ပြကြပါတယ်မြန်မာနိုင်ငံမှာတူတလူငါတမင်းလုံနေတာကြောင့်တိုင်းပြည်ကအကွဲကွဲပြားပြားဖြစ်နေရကြောင်းနိုင်ငံရေးလေလာသုံးသပ်သူဦးထောင်အောင်ကျော်ကစီရင်တဲ့ဌာနကိုပြောပါတယ်တိုင်းပြည်တူတက်ဖို့ဆိုလို့ရှိရင်အလုံးဒီတူတူဝလက်တော်ဒီတူဝတူတလူငါတမင်းလုံနေလုံနေခဲ့လို့တဲ့ဒီတိုင်းပြည်ကဒီဖြစ်နေတာလေအလုံးအညီငန်းနေတာငါတို့တိုင်းပြည်တို့ကဘယ်ဆိုရဲစိတ်ခံစားချက်နဲ့ရှုမြင်သုံးသပ်ချက်နဲ့လုပ်ကြမှာ ို့နာမလို့နဲ့ဖြစ်နေကြလို့ နိုင်ငံမှာ2021ခုနှစ်ဖေဖော်ဝါရီတရက်က NND အစိုးရဟာ2020ချွေတွေရွေးကောက်ပွဲမဲဆင်းရင်အငင်းပွားမှုအားမဖြေရှင်းမဲ့အစိုးရဖွဲ့စည်းရေးကြိုးပမ်းတယ်လို့ဆိုကမြမကြံမတော်မှာဖြုတ်ချပြီးနိုင်ငံတော်အားအရေးပေါ်အခြေအနေကြီးညာခဲ့ပါတယ်။အဒီနောက်နိုင်ငံတော်ဝန်ဆန့်ကျင်ကန့်ကွက်ဆန္ဒပြခဲ့ကြသလိုလက်နက်ကင်တော်လှန်မှုတွေပေါ်ပေါက်လာတာဟာလက်ရှိအချိန်ထိမဖြေရှင်းနိုင်ပဲဖြစ်နေပါတယ်။မြမနိုင်ငံမှာတိုင်းပြည်ကနုနုမုံတိုင်းကထန်ထန်ဆိုသလိုမျိုးဖြစ်နေတဲ့အတွက်တိုင်းပြည်စုစည်းခိုင်မာမှုလိုအပ်တယ်လို့ရခိုင်ဦးဆောင်ပါတီ AF ်ပြီးမှဥက္ကရာဒေါက်တာအေးမောင်က CNN သတင်းဌာနကိုပြောပါရတယ်။ဒီကလမတမင်းဆိုတာကဝါလော့ပစ်စပတ်အန်ဒီဆီဆီကမောကူပန်ရဲ့ကတော့တော့တော့အဲ့ဒီလိုမျိုးပြောင်းစုကြည့်နေတဲ့တက်ချင်းမျိုးပြောကိုနေစင်းဘယ်လိုမှချုံချုံတက်တယ်လမ်းပေါ်မရောက်နိုင်ဘူး။အဲ့တော့ညောအောင်ဒီကလမတမင်းတွေမဟုတ်အောင်ကျွန်တော်နိုင်ငံရေးအာဂျင်စီယုံတင်တွေပို့ဆောင်ရွက်ကြအောင်ပါတော့ဒါလေးတွေကလုပ်ရ 稍微养得多，那么牛肉、你肉熬，多少贵也没嘛贵一那特别是东西的那样啊，湖南路、瓦路这边多一点，瓦路这边嘛偏啊，另外你还不如新开江巴的，不如苏记看嘛，红路江嘛的是呗，他过去啊，тоящ, 有苏记江巴牛肉，的，那些你看看的，养的牛看白的是呗，就我们那个手机狗用的啦。 走路啊，路面旁边这里，路面旁边路面旁，我郑州郑州呢，那路等几个，努努慢慢也开长寿可能有，我等你自己看嘛，我们另外讲啵。 လက်ရှိမြန်မာနိုင်ငံမှာနိုင်ငံရေးသဘောတူညီချက်တစုံတရာမရယူနိုင်သေးပဲဖြစ်နေကြောင်းရင်းငယ်ရေးလုပ်ငန်းစဉ်မှာလည်းရှေ့မတိုးနိုင်ပဲဖြစ်နေကြောင်းစီးရင်နဲ့နိုင်ငံရေးအခက်အခဲတွေကထောက်ပြကြပါတယ်။အလားတူနိုင်ငံရေးနဲ့ရင်းငယ်ရေးဆွေးနွေးရေးအတွက်မြန်မာတက်မတော်ဟာအထိုင်တစ်ခုအနေနဲ့ရှိနေပေမဲ့လည်းအတိုက်ခံတွေနဲ့တော်လှန်ရေးအင်အားစုတွေဘက်ကတော့ဘယ်သူဒါမှမဟုတ်ဘလို့အဖွဲ့အစည်းကဥဆောင်ဆွေးနွေးခွင့် ရှိတယ်ဆိုတဲ့ဘုံသဘောတူညီချက်မရှိပဲဖြစ်နေပါတယ်။အိန္ဒိယနိုင်ငံရဲ့ကြီးစိုးမှုခေါင်းပုံဖြစ်မှုနဲ့ လူမျိုးသုံးတက်ဖြတ်မှုတို့ကိုနာဂလူမျိုးတွေရဲ့စုပေါင်းအင်အားနဲ့တွန်းလှန်သွားမယ်လို့ NSCN KYA ကထုတ်ပြန်လိုက်တဲ့သတင်းကိုလည်းဆက်လက်တင်ဆက်ပေးလိုက်ပါရစေ။နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီကပ်ပလန်ရုံးအောင် NSCN KYA ကအိန္ဒိယနိုင်ငံရဲ့ကြီးစိုးမှုခေါင်းပုံဖြတ်မှုနဲ့လူမျိုးသုံးတက်ဖြတ်မှုတို့ကိုနာဂလူမျိုးတွေရဲ့စုပေါင်းအင်အားနဲ့တွန်းလှန်သွားမယ်လို့အော်တိုဘာ22ရက်မှာထုတ်ပြန်ခဲ့ပါရစေ။သခိုင်းနဲ့ဒေတာကြီးလဟယ်မျိုးနယ်အတွင်းရှိနာဂအမျိုးသားဆိုရှယ်လစ်ကောင်စီကပ်ပလန်ရုံးအောင် NSCN KYA ရဲ့အဖွဲ့ရဲ့စကမ်းတစ်ခုကို အော်တိုဘာ20ရက်မှာအိန္ဒိယစစ်တပ်ကတိုက်ခတ်ခဲ့တယ်နော်။ NSCN KY ရဲ့အဖွဲ့ကထုတ်ပြန်ကြေညာလာခဲ့တာဖြစ်ပါတယ်။အိန္ဒိယစစ်တပ်ရဲ့တာဝန်မဲ့တဲ့လူရကနာဂလူမျိုးတွေရဲ့ရန်သူဖြစ်တာကိုထင်ရှားစွာတပ်တွေပြနေတဲ့တိုက်ခိုက်မှုဖြစ်ကြောင်းအိန္ဒိယနိုင်ငံကနေမီချက်တွင်နိုင်ငံရေးနဲ့အကြမ်းဖက်စိတ်တွေကိုဖော်ကျူးတာဖြစ်တယ်လို့ NSCN KY ကထုတ်ပြန်ထားပါတယ်။ဒါအပြင်အပြစ်မဲ့ပြည်သူတွေကိုတပ်ဖြတ်ခြင်းနာဂတော်လိုင်းသမားတွေကိုချင်းချောက်သားတွေဟာရေရာတဲ့ပန်းတံမဟုတ်ကြောင်းနာဂမျိုးနွယ်စုတွေပေါ့ အကြမ်းဖက်မှုတွေဆက်လက်ပေါ်ဆောင်သွားမယ်ဆိုရင်သူတို့အနေနဲ့လည်းတုံ့ပြန်မှုပြင်းထန်လာမှာဖြစ်ပြီးကြီးလေးတဲ့တံပြန်တက်ရောက်မှုပေးဆောင်ရမယ်လို့ထုတ်ပြန်ခဲ့ပါတယ်။လက်ရှိအချိန်မှာဖြစ်ပွားခဲ့တဲ့အိန္ဒိယစစ်တပ်ရဲ့ဒရုန်းတိုက်ခိုက်မှုဟာမြန်မာနိုင်ငံနေနေမိတ်အတွင်းမှာဖြစ်တဲ့အတွက်နာဂအရေးဆိုတာထက်မြမအရေးပါဝင်လာရလို့အမိမဖော်လို့တဲ့ဒေတာခန်တအူးကပြောကြားခဲ့ပါတယ်။အဲဒီလိုဖြစ်လာခြင်းဟာနေဆက်မှာနေရာယူထားတဲ့ NSCN KYA ဘိုးချုပ်ပြီးအောင်တို့ဦးဆောင်တဲ့အဖွဲ့နဲ့အိန္ဒိယစစ်တပ်တို့စစ်ရေးသင်းမှမှုတွေကြောင့် နှစ်ဦးနှစ်ဖက်ထိတ်ကြွတွေ့ဆံမှုပြက်ကတ်မှုတွေဖြစ်ရပြီးအခုလိုအခြေအနေတိဖြစ်လာရတယ်လို့အမည်မဖော်လိုတဲ့နာဂတိဒါခန်တဦးကစေနာတင်းဌာနကိုပြောပါဗျာအဲ့တော့ဟိုသူအရက်အရက်တင်းချမ်းရတော့ဟိုအဲ့မနေဆက်မှာဟိုဘယ်ပြောမလဲနေရာရတယ်ဟိုအလို့ဟိုချုပ်ပြီးအောင်လို့ဖတ်နေကပြီဟိုဆက်ဆံရေးပြီးတင်းမှမှုကြောင့်ဖြစ်တယ်လို့ကြားရတယ်ကျွန်တော်ကြားတာပေါ့နော်ဒီတင်းမှမှုရှိတယ်ဆိုတော့ဟိုစီးရရပေါ့ဗျာစီးရရဟို ရရပဲတင်းမာတာပေါ့ဒီမှာဒီဟိုအင်ဂျာရီကဒီဖက်မှာဒီဖက်ကဝင်နေစားဒီမှာသွားလာတဲ့ခါမှာဒီကျွန်တော် NSK အဖွဲ့ဖြစ်တဲ့ဘူသူပြောင်းတို့ကသွားရပြစ်ခတ်တာရှိတယ်။ဒါမျိုးတွေပေါ့။အဲ့တော့ဦးနဲ့ဆက်တဲ့တွေ့ဆုံမှုတွေရှိကြကြတယ်ပေါ့နော်။ဟောအခုကဟိုအခုဒုံးနဲ့ပြစ်သွားတယ်ဆိုရက်ကဒါမျိုးမှာပြည့်ရနေနေဒီမှာဖြစ်တယ်ပေါ့နော်။ဟိုဆိုတော့ ဒီမှာစတလည်းဘလို့ရည်ရွယ်မှုရှိလားမလဲဆိုတော့ကျွန်တော်လည်းမသိရဘူးနော်။ငါကရေးပဲငါကရေးပဲဆိုတာတဲ့ဒါမှမရေးလေးပါလာတယ်လေ။နည်းနည်းကချစ်ချေကိစ္စတွေပေါ့နော်။ဒီစားကျွန်တော်ဒီမှာချစ်တဲ့ကိစ္စတွေကြတော့လက်ရှိအိန္ဒိယမြန်မာနိုင်ငံချစ်ချေရာအင်မတန်ကောင်းမွန်နေတဲ့အတွက်တစ်ဖက်နဲ့တစ်ဖက်ညှိနှိုင်းဆွေးနွေးဆောင်ရွက်သွားမယ်ဆိုရင်ဆိုးရတဲ့အခြေအနေတွေကဖြစ်ပေါ်လာမှာမဟုတ်ပဲအဆင်ပြေသွားနိုင်တယ်လို့မြန်မာနိုင်ငံရေးလေးလာသုံးသက်သူဦးထောင်အောင်ကျော်မှ CNN သတင်းဌာနကိုပြောပါရယ်။အိန္ဒိယကဒီလိုစတဲ့ 除了牛肉、猪肉，我不能，那你吃出来了吗？不胖，就拿肉加肉，因为，哦，那年苏亚镇对对那个李大哥嘛，他讲不都吃出来的时候还吃，才完嘛我的。他印象里现就拿肉这个，呃，铺，肉啊的嘛，呃，排骨嘛，一路吃吃比如嘛，啥物事还没有人在吃掉过的。所以他就说，万一，那你吃出来的话，那就叫我吃点啥苏亚，啥康门。 နိုင်ငံတော်စစ်ကြီးရတယ်အဲအဲ့ဒါကောင်းနေတဲ့တိုင်းပြည်ဖြစ်တဲ့အခါကျတော့ဟိုသို့သောဝါဖြစ်စေမှာရှိပါတယ်ဒီပေါ်မှာအဲတစ်ခါတစ်ခါညီမညီမတော့ဟိုလည်းပြည်တွေတော့မသိဆိုင်ရပါဘူးအနစီယန် KY အဖွဲ့ကအာရူနာချေပရာဒိပြည်နယ်ချန်လန် KI မမအူအောက်စုအတွင်းရှိဟတ်စမန်ဂျေယာနီကအတန်ရဖန်စကန်ကိုအော်တိုဘား15ရက်ကတိုက်ခိုက်ခဲ့ပါတယ်။အနာစီယန်ခေပိုင်းအဖွဲ့ရဲ့တိုက်ခိုက်မှုကြောင့်အတန်ရဖန်တပ်ဖွဲ့မှ၄ဦးထပ်မင်းနဲ့တန်းရာတွေ့ရရှိခဲ့ပါတယ်။ အိန္ဒိယကစကိုင်းတန်းဒေတာကြီးနာဂကိုပိုင်အုပ်ချုပ်ခွင့်ရတည်တာလေးရှိမြို့နယ်အတွင်းရှိ NSCN KYA UFFAI အဖွဲ့လိုရဲ့စစ်စခန်းတွေကို2025ခုနှစ်ဇူလ23ရက်ကဒရုန်းနဲ့တိုက်ခတ်ခဲ့တာကြောင့် NSCN KYA ကအောက်တိုဘာ15ရက်မှာပြန်လည်တိုက်ခတ်ခဲ့တာဖြစ်ပါတယ်။အဲဒီနောက်အိန္ဒိယက NSCN KYA ရဲ့လဟေမြို့နယ်အတွင်းကစခန်းတစ်ခုကိုအောက်တိုဘာ20ရက်ကဒရုန်းနဲ့တိုက်ခတ်မှုထွက်ပေါ်လာတာဖြစ်ပါတယ်။ NSCN KYA ကအိန္ဒိယမြန်မာနာဂလူမျိုးတွေကိုစုစည်းပြီး လွတ်လပ်တဲ့နာဂပြည်အောင်စုနေမီကိုထူထောင်ဖို့လက်နက်ကန်တော်လှန်လျက်ရှိပါတယ်။စီအနာသတင်းဌာနရဲ့နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးမှာပါ။ထိုင်းနိုင်ငံရဲ့အခြေခံဥပဒေဆိုင်ရာတရားရုံးကကြားပြန့်ကောင်းဆောင်ကိုတရုတ်ထံအနှံတော်မယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ ိုင်းနိုင်ငံရဲ့အခြေခံဥပဒေဆိုင်ရာတရားရုံးကဂျာစဝက်ကိုင်းခေါင်းဆောင်အဖြစ်ဆွဆွဲခံထားရတဲ့တရုတ်နိုင်ငံဘွားအမျိုးသားစုကိုတရုတ်ကိုလွှဲပြောင်းအပ်နိုင်ရေးမှာဥပဒေရအသားစီမဖြစ်ကြောင်းအော်တိုဘာ22ရက်မှာစီရင်ချက်ချမှတ်ခဲ့တယ်လို့နိက္ခန်အေရှာမှာဖော်ပြခဲ့ပါတယ်။အဲဒါကြောင့်ရှီဂျီချန်းအမိရှိအရှိတောင်အာရှရဲ့ယာစုပကိုင်းကောင်းဆောင်အဖြစ်ဆွဆွဲခံထားရတဲ့အမျိုးသားကိုတရုတ်ကဖမ်းဆီးအရေးယူနိုင်ဖို့ပုံမနှိဖက်လာခဲ့ပါတယ်။ထိုင်းရဲ့အခြေခံဥပဒေဆိုင်ရာတရားရုံးက2008ခုနှစ်တရုတ်ကလွှဲပြောင်းအပ်နိုင်ရေးဆိုင်ရာအဥပဒေမှာပါဝင်တဲ့ပြဋ္ဌာန်းချက်တွေအထူးသဖြင့် ပုံမှန်19နဲ့ပုံမှန်193နဲ့ပုံမှန်23နဲ့ပုံမှန်273လို့ပါအခြေခံဥပဒေကိုစန့်ကျင်တာမရှိဘူးလို့တညင်တညူတဲ့ဆုံးဖြတ်ခဲ့ကြပါတယ်။တရုတ်နိုင်ငံကဖမ်းဆီးဖို့အလို့ရှိနေတဲ့ရှီယာသူ့ရဲ့ဆွဲချက်နဲ့ပတ်သက်ပြီးအယူခံဝင်ခဲ့ပြီးနောက်ထိုင်းတရားရုံးရဲ့စီရင်ချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။ရှိကမြန်မာနိုင်ငံအတွင်းရှိအွန်လိုင်းလောင်းကစားကွန်ရက်တွေနဲ့ကာစီနိုလုပ်ငန်းတွေမှာပါဝင်ပတ်သက်ခဲ့ပြီးရွှန်တန်း150ကျော် ထိခိုက်နေနာစေခဲ့တယ်လို့ဆွဆွဲထားပြီးတရုတ်အစိုးရကသူ့ကိုဖမ်းဆီးဖို့အလိုရှိနေတာဖြစ်ပါတယ်။တရုတ်အစိုးရရဲ့တောင်းဆိုမှုကြောင့်2022ခုနှစ်ဩဂတ်လမှာထိုင်းရဲ့တပ်ဖွဲ့ကရှီကိုဘန်ကောက်မှာဖမ်းဆီးခဲ့တာဖြစ်ပါတယ်။လက်ရှိမှာထိုင်းရဲ့အခြေခံဥပဒေအရတရားရုံးကရှီကိုတရုတ်ကိုလွှဲပြောင်းအနှံ့အယိနဲ့ပတ်သက်ပြီးနှောင့်နှေးကြကြစေခဲ့တယ်။တရားရေးဆိုင်ရာအသားစီးတွေကိုထိရောက်စွာပယ်ချနိုင်ခဲ့ပါတယ်။အဲဒါကြောင့်ရှီကိုတရုတ်ကိုလွှဲပြောင်းအနှံ့အယိလုပ်ငန်းစဉ်ကိုဥပဒေအရဆက်လက်လုံဆောင်နိုင်တော့မှာဖြစ်ပါတယ်။ရှီက ထိုင်းမှတရုတ်ကိုလွှဲပြောင်းအနှံ့ခြင်းမခံရမီအချိန်ထိထိုင်းမှာဆက်လက်ထိန်းသိမ်းခံရမှာဖြစ်ပါတယ်။ဒေါ်နယ်ထရန့်နဲ့ပူတင်တို့ရဲ့အစီအွေပြတ်သွားပြီးနောက်အမေရိကန်ဟာရုရှားရဲ့အကြီးကရေနံကုမ္ပဏီတွေကိုအော်တိုဘလ22ရက်နေ့ကပိတ်ဆို့မှုတွေပြုလုပ်ခဲ့တဲ့ဆွေသတင်းကိုလည်းဆက်လက်ရှုစားလိုက်ရအောင်ပါ။ ဒေါ်နယ်ထရန့်နဲ့ပူတင်ရဲ့အစည်းအဝေးပြတ်သွားပြီးနောက်အမေရိကန်ဟာရုရှားရဲ့အဓိကရေနံကုမ္ပဏီတွေကိုအောက်တိုဘာ22ရက်ကပိတ်ဆို့မှုတွေပြုလုပ်ခဲ့တယ်လို့ရိုက်တာကဖော်ပြခဲ့ပါတယ်။ရုရှားဟာယူကရိန်းစစ်ပွဲကိုအဆုံးသတ်ဖို့ရှေ့ရှုတယ်။အားထုတ်ကြိုးပမ်းမှုတွေမရှိကြောင်းအမေရိကန်ဘက်ကစွပ်စွဲခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ရုရှားသမ္မတပူတင်တို့ရဲ့အစည်းအဝေးပြုလုပ်မဲ့အစီအစဉ်ပြတ်သွားခဲ့ပြီးနောက်တရက်ကြာမှာအမေရိကန်ကရုရှားရေနံကုမ္ပဏီတွေပေါ်ပိတ်ဆို့မှုတွေချမှတ်ခဲ့ခြင်းဖြစ်ပါတယ်။ထရန့်ကတော့သူ့တက်မကန်နယ်လို့မခံစားမိတဲ့အတွက်ပူတင်နဲ့ပြုလုပ်မဲ့အစည်းအဝေးကိုဖျက်လိုက်ခြင်းဖြစ်တယ် ယ်လို့သတင်းတောက်တွေကိုပြောကြားခဲ့ပါတယ်။အမေရိကန်ဟာရုရှားရဲ့အကြီးဆုံးရေနံကုမ္ပဏီတစ်ခုဖြစ်တဲ့ Rosneft နဲ့လူကွိုင်းကုမ္ပဏီတွေကိုပြစ်မှတ်ထားပြီးပိတ်ဆို့ခဲ့တယ်လို့အမေရိကန်ဗန်နိုင်းဝန်ကြီးဌာနကပြောကြားခဲ့ပါတယ်။ဒီလိုပိတ်ဆို့မှုတွေချမှတ်တာကအမေရိကန်ဟာယူကရိန်းစစ်ပွဲအဆုံးသတ်ဖို့နဲ့ပတ်သက်ပြီးရုရှားကိုချဉ်းကပ်တဲ့ပုံစံပြောင်းလဲလိုက်ခြင်းဖြစ်တယ်လို့ကြွမ်းကျင်သူတွေကပြောကြားခဲ့ပါတယ်။ အခုချိန်ကတပ်ဖြတ်မှုတွေကိုရပ်တန့်ပြီးချက်ချင်းအပြစ်ကရစဲရမယ့်အချိန်ဖြစ်ပါတယ်လို့အမေရိကန်ဗန်နာရေးဝန်ကြီးစကော့ဘတ်ဆန်ကပြောကြားခဲ့ပါတယ်။အမေရိကန်ကရုရှားရေနံကုမ္ပဏီတွေကိုပိတ်ဆို့မှုတွေချမှတ်ခဲ့ကြောင်းကြေညာခဲ့ပြီးနောက်ရေနံဈေးတွေမြင့်တက်ခဲ့ပြီးရေနံတစီကို2ဒေါ်လာကျော်မြင့်တက်ခဲ့ပါတယ်။ရုရှားရဲ့စွမ်းအင်ကဏ္ဍပေါ်ပိတ်ဆို့မှုတွေချမှတ်ဖို့လွတ်တော်အမတ်တွေရဲ့ PR တွေကိုထရန်အားလာနေချီကြက်ကြက်ခံရင်းဆိုခဲ့ပြီးနောက်အခုအချိန်မှာပိတ်ဆို့မှုတွေချမှတ်ခဲ့ခြင်းဖြစ်ပါတယ်။ဒါအပြင်ထရန်ကသူဟာယူရိန်းနိုင်ငံကနေတောင်းဆိုထားတဲ့ တဲ့တိုမာဟော့တာဝိပြည်ဒုံးကြီးကိုယူရင်းကို ထောက်ပံ့ပေးဖို့အစီအစဉ်ဖြစ်သေးကြောင်းလည်းပြောကြားခဲ့ပါတယ်။အိန္ဒိယတောင်ကိုရီးယားနဲ့ဩစတြေးလျနိုင်ငံတွေကြားကောက်ွယ်ရေးပူပေါင်းဆောင်ရွက်မှုကိုတရုတ်ကတတိထားစောင့်ကြည့်နေရတဲ့သတင်းကိုလည်းဆက်လက်တင်ဆက်ပေးလိုက်ပါရစေ အိန္ဒိယတောင်ကိုရီးယားနဲ့အော်စတြေးလျနိုင်ငံတွေကြားကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုကိုတရုတ်ကတတိထားဆောင်ကြည့်နေတယ်လို့ South China Morning Post မှာဖော်ပြခဲ့ပါတယ်။ဒီသုံးနိုင်ငံရဲ့ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုမြင့်တက်နေတာဟာအင်ဒိုပစိဖိတ်ဒေသမှာတရုတ်ကိုထိန်းချုပ်ဖို့မဟာဗျူဟာမြောက်အားထုတ်ကြိုးပမ်းမှုဖြစ်ကြောင်းတရုတ်ကရှုမြင်နေပါတယ်။ဒေတာတွင်အမေရိကန်ကသူ့ရဲ့စစ်အင်အားတရှိမှုအားလျှော့ချတဲ့အချိန်မျိုးမှာလုံခြုံရေးလေဟာနယ်တစ်ခု ဖြစ်လာမဲ့အရေးကိုစိုးရိမ်တဲ့အတွက်အိန္ဒိယတောင်ကိုရီးယားနဲ့အော်စတြေးလျနိုင်ငံတွေကြား ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုတွေမြင့်တင်နေတာဖြစ်နိုင်ကြောင်းကျွမ်းကျင်သူတွေက ပြောကြားခဲ့ပါတယ်။အောက်တိုဘာ23ရက်မှာအိန္ဒိယရေတပ်သင်္ဘောဆဖီးယား3ဟာတောင်ကိုရီးယားနိုင်ငံဘူဆန်ရေတပ်စိတ်ကမ်းမှာစိုက်ကပ်ခဲ့ကြောင်းအိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။အိန္ဒိယနဲ့တောင်ကိုရီးယားရေတပ်တွေကြားပထမဆုံးအကြိမ်ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာပါဝင်ဖို့အတွက်အိန္ဒိယရေတပ်သင်္ဘောဟာတောင်ကိုရီးယားကိုရောက်ရှိခဲ့တာဖြစ်ကြောင်းအိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။တရုတ်ကတော့အမေရိကရဲ့မဟာမိတ်တွေအထူးသဖြင့် င်အိန္ဒိယတောင်ကိုရီးယားနဲ့ဩစတြေးလျစီရေးပူးပေါင်းဆောင်ရွက်မှုတွေမြင့်တက်နေမှုဟာတရုတ်ကို ထိန်းချုပ်ဖို့မဟာဗျူဟာရဲ့တစိ့တပိုင်းဖြစ်ကြောင်းယူဆထားပါတယ်။ ဒီသုံးနိုင်ငံကြားကာကွယ်ရေးကဏ္ဍဆက်ဆံရေးတွေကို လေ့လာကြည့်ရမယ်ဆိုပါကဩစတြေးလျနဲ့အိန္ဒိယဟာဂျပန်နဲ့အမေရိကန်တို့ပါဝင်တဲ့ကွက်အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။ကွက်အဖွဲ့ဝင်တွေဟာရေတပ်စစ်ရေးလေ့ကျင့်မှုတွေပူရွေးပြုလုပ်ခဲ့ပြီးကာကွယ်ရေးထောက်ပို့ကဏ္ဍနဲ့ထောက်လှမ်းရေးသတင်းများမျှဝေရေးသဘောတူညီချက်တွေမှာလက်မှတ်ရေးထိုးထားပါတယ်။တောင်ကိုရီးယားနဲ့ဩစတြေးလျဟာလည်းလက်နက်ရောင်းဝယ်ရေးစာချုပ်တွေပူးရက်စီရေးလေ့ကျင့်မှုတွေအပါအဝင်2020ခုနှစ်ကတည်းကသူတို့ရဲ့ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ ွေကိုအဆင့်မြင့်တင်ခဲ့ကြပါတယ်။တောင်ကိုရီးယားဟာအရှိအာရှလုံခြုံရေးအတွက်အဓိကမိတ်ဖက်ဖြစ်ကြောင်းဩစတြေးလျကရှုမြင်ထားပြီးအမေရိကန်ရဲ့မဟာမိတ်ကွန်ရက်အတွင်ပူရန်စစ်စင်ရေးစွမ်းဆောင်ရည်တွေကိုမြင့်တင်နေပါတယ်။အိန္ဒိယနဲ့တောင်ကိုရီးယားဟာလည်းရေတပ်သင်္ဘောတွေတိစောက်ရေးစိုက်ဘာလုံခြုံရေးနဲ့ကာကွယ်ရေးနည်းပညာဖလှယ်ရေးတို့မှာပူးပေါင်းလှုပ်ဆောင်နေပါတယ်။ အမေရိကန်နဲ့သူ့ရဲ့မဟာမိတ်တွေထောက်ခံထားတဲ့အင်ဒိုပစိဖိတ်မူပေါင်းတွေကိုချိတ်ဆက်နေတဲ့အိန္ဒိယရဲ့အရှိမျောမူဝါဒကိုတောင်ကိုရီးယားကထောက်ခံပေးထားပါတယ်။အဲဒါကြောင့်တရုတ်ကအိန္ဒိယ၊တောင်ကိုရီးယား၊ဩစတြေးလျတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုဟာတရုတ်ကိုထိန်းချုပ်လိုတဲ့အမေရိကန်ရဲ့အစီအစဉ်တွေက အစိတ်အပိုင်းအဖြစ်ရှုမြင်နေပြီးတတိထားစောင့်ကြည့်နေကြောင်းတွင်းကျင်သူတွေကပြောကြားခဲ့ပါတယ်။ စီနိုင်သတင်းဌာနရဲ့နောက်ဆုံးသတင်းတပုတ်အနေနဲ့အားကစားသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။အင်တာမိုင်ယာမီအသင်းကအသင်းကောင်းဆောင်မက်ဆီဟာအင်တာမိုင်ယာမီနဲ့2028ထိစာချုပ်သက်တမ်းတိုးလိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။သတင်းပြည်စုံကိုတင်ဆက်ပေးလိုက်ပါတယ်။အင်တာမိုင်ယာမီအသင်းက အသင်းကောင်းဆောင်မက်ဆီယာအသင်းမှာ2028မေဂျာလီယာဒီအကုန်တီးဆက်ရှိမယ်စာအုပ်သက်တမ်းတိုးခဲ့တယ်လို့ကြေညာခဲ့ပါဗျ။မက်ဆီယာအင်တာမိုင်ယာမီအသင်းကို2023ခုနှစ်ဇူလိုင်ကနှစ်နှစ်ခွဲစာချုပ်နဲ့ရောက်ရှိလာခဲ့တာဖြစ်ပြီးအသင်းကိုအောင်မြင်မှုတွေရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့တာပါ။အင်တာမိုင်ယာမီအသင်းဟာအသင်းရဲ့အိမ်ဝင်အသင်းဖြစ်တဲ့မိုင်ယာမီဖရီးဒမ်ဘာမှာမက်ဆီစာချုပ်ပေါ်လက်မှတ်ရေးထိုးနေတဲ့ဗီဒီယိုနဲ့သူ့ရဲ့စာချုပ်အသစ်ကိုကြေညာခဲ့တာဖြစ်ပါတယ်။မက်ဆီကဒီမှာဆက်နေရတာကိုအလွန်ပျော်ရွှင်သလိုမိုင်ယာမီဖရီးဒမ်ဘာမှာကစားခြင်းနဲ့အိမ်မက်ကလည်းအမှန်တကယ်ဖြစ်လာခဲ့ပါပြီ။ မိုင်ယာမီကိုရောက်ရှိလာခဲ့တဲ့ကကျွန်တော်အလွန်ပျော်ခဲ့တာကြောင့်ဒီမှာဆက်ကစားရမှာကိုဝမ်းသာမိပါတယ်။ဒီလိုခမ်းနားတဲ့အားစားခွင့်ကိုအင်္ဂွေးဖြစ်ကစားရမှာကအလွန်ထူးခြားတဲ့အရာဖြစ်လာမှာပါလို့ပြောခဲ့ပါတယ်။ဘလွန်ဒီယောဆူကိုစံချိန်တင်ရှစ်ချိန်ထိရရှိထားတဲ့မက်ဆီဟာအင်တာမိုင်ယာမီအသင်းအတွက်ပွဲဥထွက်ပြီးခဲ့တဲ့ကအသင်းဟာကွင်းတွင်ကွင်းပြင်အကျိုးများများရခဲ့တယ်လို့မေဂျာလီကလည်းပရိသတ်ကြီးရှုမှုစံချိန်တင်ခဲ့တာပါ။မက်ဆီယာအင်တာမိုင်ယာမီအသင်းကိုအသင်းသမိုင်းတစ်လျှောက်ပထမဆုံးစုဖလားပြီး2023လီဖလားရယူပေးနိုင်ခဲ့ပြီ နောက်တက်စုဖလာပြေ2024စပေါ်တာရှိနေတရာဒီတွင်လီမာအမတ်အများဆုံးပြည်မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။မက်ဆီယာတူးချင်းစုအနေနဲ့2024မေဂျာလိအကောင်းဆုံးစားသမားစုကိုရရှိခဲ့ပြီးမကြသေးမီကလည်းတရာဒီလီပြိုင်ပွဲမှာ29ကိုသွင်းက2025မေဂျာလိရွှေဘနက်စုကိုရရှိခဲ့တာပါ။အသက်38နှစ်အရွယ်ရှိမက်ဆီယာ2025မေဂျာလိအကောင်းဆုံးစားသမားစုအတွက်လည်းစကားတင်ဆင်းနေပါဝင်နေပြီးဒီစုကိုနှစ်နှစ်ဆက်တိုက်ရရှိတဲ့ပထမဆုံးစားသမားဖြစ်လာဖို့ရေပန်းစားနေတာဖြစ်ပါတယ်။ စီအန်အိုင်သတင်းဌာနရဲ့2025ခုနှစ်အောက်တိုဘာလ24ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုပေးကြတဲ့ပရိသတ်များအားလုံးပဲတာယာပျော်ရှင်တဲ့နေ့တစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါသေးရှင်။